ောင်ကြီးမြို့ကရွှေဖုံးပွင့်ဖရားရဲ့တနင်္ဂနွေတောင်မှာစစ်သူကြီးရုပ်တစ်ခုရှိတာကိုအတိကြလားဗျဒီတစ်ခေါက်မှာတော့ဓာတူနန်တူကူးယူချင်းဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးပါမယ်တောင်ကြီးမြို့ကိုစုံမတီရှိနေတဲ့ဘုံမေတောင်ထက်မှာရွှေဖုံးပွင့်စည်တီတော်ကိုတီထားကိုးကွယ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီရွှေဖုံးပွင့်စည်တီတော်ရဲ့ပြည့်စည်ံအခြေတနင်္ဂနွေတောင်မှာစစ်သူကြီးရုပ်တစ်ခုရှိပါတယ်။ဒီစစ်သူကြီးရုပ်ထုရှိနေရတဲ့အကြောင်းအရင်းကတော့1330ခုနှစ်မြမပြည်အရှိဖျားမြောက်ပိုင်းကိုတရုတ်တပ်များဝင်ရောက်တိုက်ခိုက်ခြင်းခံရပါတယ်။ ဲ့ဒီအချိန်မှာရွှေဖုံးပွင့်စည်းဒီတည်နေတဲ့ဥဆောင်ဆရာတော်ဥဩဘာသရကန်းစင်အောင်ဆရာတော်ကြီးကတနင်္ဂနွေတောင်းတိုင်းစစ်သူကြီးရုပ်ထုတစ်ခုကိုပြုတ်လုပ်၍ထားရန်မိန့်ကြားတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာပယံဆရာကတရုတ်စစ်သူကြီးရဲ့ရုပ်ထုကိုမမြင်ဘူးတဲ့အတွက်ရုပ်ထုထုဖို့အခက်အခဲဖြစ်နေပါတယ်။အဲ့ဒီအချိန်တရုတ်တန်အမတ်ဟောင်းတဦးရဲ့နေအိမ်မှာတရုတ်တန်အမတ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကလက်ဆောင်ရထားတဲ့ပုံသူပကြီးကားကိုယူပြီးတော့မှပေးရပါတယ်။ပုံထဲကအတိုင်းရုပ်ထုပြုတ်လုပ်၍ တနင်္ဂနွေတောင်မှာထားပြီးနောက်9ရက်ခန့်အကြာမှာတရုတ်တပ်များကပြန်လည်ဆုတ်သွားပြီဆိုတဲ့အကြောင်းကိုစာနယ်ဇင်းတွေမှာဖော်ပြထားခဲ့ကြပါတယ်။ထိုအခါရကန်းစင်တော်ဆရာတော်ဘုရားကြီးကရုပ်ဝါဒီတွေဘဲခံနိုင်မှာလဲကွာဆိုပြီးတော့မှမိန့်တော်မူခဲ့ပါတယ်။အဲ့တော့ဓာတုနန္ဒုကူးယူခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်ရှိကတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုတွေမှာလည်းအကြောင်းအရာတချို့ကိုထည့်သွင်းဖော်ပြခဲ့ပြီးပါပြီ။ဓာတုနန္ဒုကူးယူခြင်းဓာတ်သက်ယူခြင်းဆိုတဲ့ကန္နရီပညာပြယုံနဲ့ဖော်ပြခြင်းဖြစ်တဲ့အတွက်အကျယ်တဝင့်သိရှိလိုပါက တောင်ကြီးမြို့ရွှေဖုံးပွင့်ဖရာသမိုင်းစာအုပ်၌ဖတ်ရှုလေ့လာနိုင်ပါသည်